ုတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယနဲ့ပါကစ္စတန်ယာယီအပြစ်ခဲရစဲရဲ့သဘောတူရဲ့သတင်းဖြစ်ပါတယ်။စစ်ဖြစ်နိုင်တဲ့အထိအပြင်းနဲ့အပြစ်ခဲတိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာယာယီအပြစ်ခဲရစဲဖို့သဘောတူညီလိုက်တယ်လို့သိရပါတယ်။မေလ10ရက်နေ့ကအိန္ဒိယစံတော်ချိန်ညနေ9နာရီမှာနှစ်ဖက်စလုံးကမြေပြင်ဝင်ပြစ်ခတ်မှုတွေလုံးဝမလုပ်ဘဲရက်တက်မှုသဘောတူခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံစစ်တပ်ကအရာရှိတွေပြုဆောင်ဆွေးနွေးခဲ့ပြီးနောက်မှာယာယီအဖြစ်ခက်ရဲစဲဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။နှစ်နိုင်ငံပိုင်းခြားတဲ့ချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာရှိတဲ့စစ်ဘက်စခန်းတွေကိုအပြန်အလှန်ပိတ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်တဲ့အနေအထားရရှိခဲ့ပြီးနောက်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံနှစ်နိုင်ငံအနေနဲ့ပုံမှန်ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေမဖြစ်စေဖို့အတွက်ပြည်ဆောင်ဆွေးနွေးပြီးယာယီအဖြစ်ခက်ရဲစဲဖို့သဘောတူညီလိုက်တာဖြစ်ပါတယ်။ အိန္ဒိယအစိုးရဟာပါကစ္စတန်နဲ့တိုက်ခိုက်မှုတွေမြင့်တက်လာချိန်မှာပြည်ရင်းမှာရှိရဲလေဆိပ်အချို့ကိုပိတ်ထားခဲ့တဲ့အပြင်ပြည်ရင်းနေကြောင်းခရီးစဉ်အချို့ကိုလည်းရပ်ဆိုင်းထားခဲ့ရလို့သိရပါပါတယ်ရှင်။ဒီသတင်းကိုတော့ရင်ကျိတ်အောင်ကပြပို့လာတာပါ။